ကဲဒီနေ့ကတော့တောက်ချိုးကြီးဖြစ်အောင်လို့ဒေါက်တာပန္နာနဲ့သွားတွေ့မှာဖြစ်ပါတယ်ကျွန်တော်အရင်ကတည်းကတော့ဒီနီပူရဲထွက်တာများပြီးတော့ညနာအပြဲချောက်ဖို့ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဘာထရီမန့်ညာထရီမန့်လေးသွားခံယူမယ်ဆိုပြီးတော့ဒေါက်တာပန္နာကိုသွားပြစ်ခဲ့ပါတယ်ကျွန်တော်ရဲရောက်ချက်မှာပဲဆရာနဲ့တွေ့ပြီးတော့ဘာလို့တင်လဲဆိုတာအရင်ဆွေးနွေးပါတယ်အဆရာကတော့ကျွန်တော်နဲ့အတင်းတော်ဆုံးကဒီအေဇိုဆုံးထရီမန့်လို့ပြောတယ်ပေါ့နော်စကားမဆက်ဒီစည်းကံနမန်နဲ့တော့တော်တော်လိုက်တာဗျတဆိုင်လုံးပန္နာတွေယူနောက်ဆုံးဘလောက်တောင်လဲဆိုရင်ဆရာဝန်ဟန်စာပန္နာနဲ့တူတာဗျာ ဆက်လာပါဗျာဒေါက်တာချစ်ဖို့ကောင်းတော့ကျွန်တော်ဒီကနေပဲလှမ်းပြီးတော့တောင်းပန်လိုက်ပါတယ် ဒါကျွန်တော် treatment စပြီဆိုတာနဲ့ပထမဆုံးမျက်နှာကိုဆေးကြောတန့်စင်ပြီးတော့ဒီမျက်နှာမှာရှိတဲ့အစီဘူးနဲ့ဝက်ချံတွေကိုအရင်ဆုံးဖယ်ရှားပေးပါတယ်။အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ထုံစည်းစလိမ့်မိပါ။ဒီထုံစည်းကဘာအတွက်လဲဆိုတော့ကျွန်တော်ခုနပြောတဲ့အိတ်ဆိုဆုံးအတွက်ဖြစ်ပါတယ်။အဲအိတ်ဆိုဆုံးဆိုတာတော့ကျွန်တော်တို့ဒီမျက်နှာတွေကိုအိတ်ဆိုဆုံးလို့ခေါ်တဲ့ဆေးရည်လေးတွေကိုဒီဆေးထိုးအပ်နဲ့ထိုးသွင်းတာပါနော်။အဲဒါမဲ့ဆေးထိုးအပ်မှာကြောက်တယ်ဆိုရင်လည်းစိတ်မပူပါနဲ့။ကျွန်တော်တို့အိတ်ဆိုဆုံးကိုဘာဆေးမှမထိုးဘဲနဲ့ရိုးရိုးလုပ်လုပ်လေးရပါတယ်။အဲ့မဲ့ကျွန်တော်ကတော့မျက်နှာမှာအမှယူလေးနည်းနည်းရှိနေတော့ပိုပြီးထီအောင်ဆိုပြီးဆေးထိုးခဲ့တာဖြစ်ပါတယ်။အဲတော့ဒါအရင်ဆုံးဒီအိတ်ဆိုဆုံးမလုပ်ခင်မှာလေ ေးစားစတက်တွေမိုက်ခရိုနီဒယ်လင်းတွေအရင်လုပ်ပေးပါတယ်ကျွန်တော်တို့ Azozone ရဲ့အာတာချက်ကဒီမျက်နှာပေါ်မှာရှိတဲ့ဒီဆဲတွေကိုပြန်ပြီးတော့ကောင်းလာစေတယ်ကျွန်တော်အထက်က collagen တွေကိုဒီမျက်နှာပေါ်ကိုပြန်ပြီးတော့တက်လာစေတယ်ဗောနော်အဲကျွန်တော်တို့ဒီအသားရည်ကိုလည်းကြီးတောက်ရှင်းစေပြီးတော့ဒီမျက်နှာမှာရှိတဲ့ဒဏ်ရာဒဏ်ချက်တွေဂျိုင်းကွက်တွေကိုလည်းပြန်ပြီးတော့ပြေလာစေပါတယ်ကျွန်တော်ဒီ Azozone ရဲ့ရလကတော့နှစ်ပတ်လောက်ကြာရင်ပို့ပြီးတော့တည်သားစေတယ်လို့ပြောပါတယ်အဲဒါကတော့ကျွန်တော်ရဲ့ Azozone မလုတ်ခင်အနေထားနဲ့လုတ်ပြီးအနေထားဖြစ်ပါတယ် အဆိုင်လိပ်စာလေးကတော့ဒီဝေဇန်နာအင်အားထဲမှာရှိတဲ့ဒေါက်တာပန္နာအက်စတက်တစ်ကလင်းနဲ့ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ